ဇွန်လ၈ရက်နေ့2025ခုနှစ်မြန်မာနိုင်ငံရဲ့အဓိကကျတဲ့နိုင်ငံရေးစည်းရေးဆိုင်ရာသတင်းချံကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါတွေဟာမြန်မာအနာဂတ်ကိုဘယ်လိုပုံဖော်နေလဲ။ထိုင်းရဲ့ဗီဇာပိတ်ပင်မှုနောက်ကွယ်အခြေအနေမြန်မာပြည်သူတွေနေယူရောက်တရုတ်တန်ရုပ်ရှိမှတရုတ်ရဲ့စစ်ကောက်စီကိုထောက်ခံနေမှုတွေကိုဖြတ်တန့်ဖို့ဆန္ဒပြနေပါတယ်။အဲအေမျိုးမှာထရန်ကာစီလွန်လိုက်တဲ့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ဘာတွေဖြစ်နေလဲဆိုတာတွေကိုတုံ့သက်တင်ပြသွားမှာဖြစ်ပါတယ်။ ဇွန်လ9ရက်နေ့ည10:00နာရီဝန်းကျင်မှာစစ်တပ်ကအေအေတို့တိုက်ပိုက်ထားတဲ့တန်တွဲမြို့ပဇွန်ဖက်ကြောက်ကြီးကျွာတွေကိုလေကြောင်းကနေပုတ်ချက်ခဲ့ပါတယ်။အဲ့တိုက်ခိုက်မှုကြောင့်အ ਨੇ ဆုံးလူလေးဦးသေဆုံးခဲ့ပြီးဒဏ်ရာသူတွေလည်းရှိတယ်လို့သိရပါတယ်။စစ်တပ်ဟာတန်တွဲမြို့ပေါ်ကစုဆောင်းရေးတပ်ခြံစည်းရိုးတောက်ကိုပါဘုံတလုံးကျဲချခဲ့တယ်ဆိုပြီးတော့ဒီပြည်ကစေတည်ရေးမြစ်တွေစီကနေသိရပါတယ်။ဒီပြည့်ဟာစစ်ကောက်စီရဲ့တန်တွဲမြို့အနီးတထေးချောင်းကြီး RSS စီမံကိန်းတနစ်ကြောင့်ရဆိုင်ထားပြီးတဲ့နောက ပေါ်ပေါက်လာတဲ့အခြေအနေဖြစ်ပါတယ်။ဒီစီမံကိန်းဟာ2008 2009မှာစတင်ခဲ့ပြီးတော့2023ဇူလိုင်လမှာ89ရာခိုင်နှုန်းပြီးစီးနေပြီလို့စစ်ကောက်စီကထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေကြောင့်2024 AP လောက်ကလေးကရပ်ဆိုင်းထားရတဲ့အခြေအနေပါ။စစ်ကောက်စီကဒီစီမံကိန်းကြောင့်2025 2026ဘန်ဒါရီနှစ်မှာတအားခဝင်ငွေဆုပ်ရှုပ်မဲ့လို့လည်းပြောထားပါတယ် ဒီစီမံကိန်းကြီးပြီးစီးဖို့ဝေးနေတဲ့အပြင်မှာကိုလှုပ်ရှုပ်မှုတွေနဲ့ပါရင်ဆိုင်နေရတဲ့အခြေအနေစက်ကောက်စီကြုံနေရတယ်လို့သူတို့ပြောချင်တာဖြစ်ပါတယ်။ဆော်လာရှိရဲ့2025ခုနှစ်မှာကြာရောက်တဲ့နနိုင်ကန်တန်တမာဆက်ဆံရေး85နှစ်ပြည့်အထိမ်းအမှတ်ဖြစ်စက်ကောက်ဆောင်ပူချုပ်မှုကြီးမင်းအောင်လိုင်နဲ့တရုတ်သမ္မတရှီကျင်းဖြစ်တို့တောင်းလွားတွေဖလှယ်ခဲ့ကြပါတယ်။မင်းအောင်လိုင်ကမြန်မာတရုတ်စီးပွားရေးဈေးကြံနဲ့ပိုလန်မှာစီမံကိန်းတွေကိုကျေနပ်အားရကြောင်းပြောဆိုခဲ့ပါတယ်။ တရုတ်သမ္မတအရှိချင်းဖြစ်ကလည်းအနေနိုင်ငံဆက်ဆံရေးကအရေးပါကြောင်းနဲ့ပိုလန်မှပူးပေါင်းဆောင်ရွက်မှုတွေကိုအရှိတ်အဟုန်မြင့်တင်ဖို့အသင့်ရှိကြောင်းလည်းပြောပါတယ်။ဒါပေမဲ့တရုတ်ရဲ့အရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူရေနက်စက်ကန်နဲ့မဒိကျွန်းရေနံချက်ဆက်ရုပ်တွေလိုနေရာမှာတိုက်ပွဲတွေဖြစ်နေတာကြောင့်တရုတ်စိုးရိမ်မှုမြင့်မားနေတဲ့အခြေအနေဖြစ်ပါတယ်။လက်ရှိမှာအာခတတအေအေကရခိုင်ပြည်နယ်ကတရုတ်စီမံကိန်း၁၁ခုရှိတဲ့အထက်က၁၀ခုကိုထိ ंछ ုပ်ထားတာဖြစ်ပါတယ်။ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာမြမစီရေတော်လိုင်းရဲ့အခြေအနေတွေထက်မှာဘလို့အခက်အခဲတွေနဲ့ရင်ဆိုင်နေရလဲဆိုတဲ့အမေကွန်တွေလည်းပေါ်ပေါက်လာစီပါတယ်။တခြားစစ်မျက်နှာတွေတခြားမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဆက်ပြီးဖြစ်နေတာရှိပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မိုးကုတ်ဘက်ကိုစစ်ကောက်စီထိုးစစ်ဆင်နေပြီးတော့ချောင်းမိုင်စကန်းတောက်အထိခြေကုတ်ယူထားနိုင်ပါတယ်။တပ်ပြမှာကိုစကိုင်းတိုင်းတီချာမြို့နယ်မြောက်ပြင်ပေါကုန်းကျူတောင်ရွာတွေမှာဇွန်လ9ရက်နေ့ည9နာရီလောက်ကစပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပါတယ် ချင်းပြည်နယ်ဗမာမြို့ဒိတ်တပ်ပွဲမှာ KIA နဲ့ပူးပေါင်းတပ်တွေဟာဝင်းလိုက်ဟိုတယ်ကိုခြေကုပ်ရရှိထားပြီလို့သိရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ drone လက်နက်ကြီးအပြန့်အလန့်ပစ်ခတ်မှုတွေနေ့စဉ်ရှိနေပါတယ်။လက်ရှိအခြေအနေကရှုပ်ထွေးပြီးတော့နိုင်ငံတကာဆက်ဆံရေးတွေနဲ့ပါဆက်ဆံနေတာကိုတွေ့ရပါတယ်။အမေရိကန်ရဲ့ visa ပိတ်ပင်မှုဟာမြန်မာပြည်သူတွေအတွက်မမျှော်မှန်းနိုင်တဲ့ဗဟိတအကျတက်တစ်ခုလို့လည်းဖြစ်လာနေပါတယ်။ ရိုးရှင်းတဲ့ရွှေပြောင်းနေထိုင်မှုစီကံဖောက်ဖျက်တာတဲ့ပုံနဲ့နဲ့တဲ့နိုင်ငံရေးလူမှုရေးတရားမှုတွေရှိနေပါတယ်အထူးသဖြင့်မြန်မာနိုင်ငံရဲ့မြန်မာကလာအခြေအနေမှာအဲ့ဒီဆုပ်ဖြတ်ချက်ဟာကံကြမ္မာလိုင်းကြီးရတစ်ခုလိုပဲရက်ခက်လာနိုင်တဲ့အခြေအနေဖြစ်ပါတယ်2018ခုနှစ်တုန်းကထရိုင်ရဲ့မွတ်စလင်ပိတ်ပင်မှုဟာဘာသာရေးခွဲခြားမှုဆိုပြီးတော့တရားရုံးတွေမှာရိုက်ခတ်ခဲ့တာကိုမှတ်မိကြမှာပါအခုတော့သူဟာဒါကိုသင်ခန်းစာယူဖက်ဖို့ရပါတယ်ဒီတစ်ခါ ရက်ကြော်နေထိုင်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းဆိုတဲ့ဥပဒေရေးရာခိုင်မာတဲ့အချက်တွေကိုပြစ်မှတ်ထားပြီးတော့အိပင်တာဟာသူ့ဘက်ကဥပဒေကြောင်းအရပုံမူခိုင်မာအောင်လှုပ်ဆောင်ထားတာဖြစ်တဲ့ဆိုပြီးပညာရှင်တွေကသုံးသပ်နေကြပါတယ်။ဒါဟာဘာသာရေးမဟုတ်ပဲနိုင်ငံတော်လှုပ်ချုပ်ရေးကိုအခြေခံတဲ့အကောက်ပဲပိတ်ပင်မှုပုံစံမျိုးကိုချိကက်လာတာတွေ့ရတာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံလိုဆက်အနာသိမ်းမှုအောက်မှာရှိတဲ့နိုင်ငံအတွက်တော့ဒါဟာနိုင်ငံရေးအသိဉာဏ်ကင်းမဲ့တာပဲဖြစ်ပြီး မလိုလားအပ်တဲ့အကျိုးဆက်တဲ့တွေပေါ်လာနိုင်ပါတယ်အမေရိကန်မှာပညာသင်ကြားနေတဲ့ဒါမှမဟုတ်အလုပ်လုပ်နေတဲ့မြန်မာတွေဟာမိသားစုရဲ့စီးပွားရေးကိုအဓိကအထောက်ပံ့နေကြသူတွေပါဒီလိုဗီဇာပိတ်ပင်မှုဟာပညာရေးလမ်းစားပိတ်ပင်သလိုဖြစ်ပြီးတော့စီးပွားရေးငွေငွေလမ်းကြောင်းတွေကိုပါရိုက်ခတ်နိုင်တဲ့အထိကြီးမားပါတယ်ဥပမာအမေရိကန်မှာတရားဝင်နေထိုင်သူတွေကမြန်မာပြည်ကသူ့ရဲ့ဇနီးခင်ပေါင်းဒါမှမဟုတ်သားသမီးတွေကိုခေါ်ယူဖို့မဖြစ်နိုင်တော့ဘူးဆိုတာဟာ မိသားစုစီးပွားရေးကိုတိုက်ရိုက်ထိခိုက်စေတာ ဖြစ်ပါတယ်။ဒါဟာမြန်မာနိုင်ငံရဲ့အနာဂတ်လူငယ်မျိုးဆက်တွေအတွက်တာမကလက်ရှိစီးပွားရေးအခြေအနေကိုပါဖြစ်စည်းနိုင်တဲ့ဆန်အားတက်ရောက်စေပါလေ။အရေးကြီးဆုံးကတော့လူမှုရေးရမိသားစုကွဲပြားမှုဖြစ်စဉ်ပါ။အမေရိကန်မှာတရားဝင်နေထိုင်နေသူတွေတောင်မှမိသားစုဝင်တွေကိုခေါ်ယူဖို့မဖြစ်နိုင်တော့ဘူးဆိုတာကလူခွင့်ရှူတော့ကကြည့်မယ်ဆိုရင်ဒါဟာရက်ဆက်ကြမ်းကြုတ်တဲ့အဆုတ်ဖြတ်ချက်လို့ပြောလို့ရပါတယ်။ အထူးသဖြင့်မြန်မာနိုင်ငံသား2300ကျော်ဟာ TPS ယာယီကောက်ွယ်ပေးထားမှုအခြေအနေနဲ့နေထိုင်နေကြရတဲ့အခြေအနေမှာဗင်နီဇွဲလားနိုင်ငံသားတွေရဲ့ TPS တွေရုတ်သိမ်းခံရတာဟာမြန်မာတွေအတွက်လဲစိုးရိမ်ပူပန်မှုလိုင်းတွေဖြစ်ပေါ်စေပါတယ်အဲ့လို PR မြားပြမှုဟာစစ်အာဏာသိမ်းမှုတခံနေရတဲ့မြန်မာပြည်သူတွေအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုလဲကြီးမားစွာတက်ရောက်စေပါတယ်ဒီလိုထုတ်ပြန်ချက်ကိုမြန်မာအရေးကိုနားလည်သူတွေအခြေအနေနဲ့ဆက်ပြီးတော့ မပြတ်နားဆွင့်ပြောဆိုနေဖို့လိုအပ်ပါတယ်အမေရိကန်ရဲ့လှုပ်ချုပ်ရေးကိုကာကွယ်တာနားလည်ပေမဲ့မြန်မာနိုင်ငံလိုစစ်အာဏာသိမ်းမှုထက်ခံစားနေရတဲ့နိုင်ငံကိုပါဒီစီးရင်ထက်ထက်ထားတာဟာဓာတ်တစ်ချောင်းတည်းနဲ့ဒဏ်ရာနှစ်ခုကိုတတိုင်းနဲ့ခွဲစိတ်နေတယ်လို့ဖြစ်နေတာဖြစ်ပါတယ်တကယ်လှုပ်ချုပ်ရေးစိတ်ခွန်မှုမဟုတ်ပဲအာဃာတဒါမှမဟုတ်ရင်နိုင်ငံရေးအမျက်ထုတ်မှုတစ်ခုသာဖြစ်နိုင်ပါတယ်နောက်ဆုံးရသတင်းအခြေအနေမှာအဲအေအခြေအနေဟာရိုးရှင်းတဲ့ စုပူမှုတစ်ခုထပ်ပုံနေတာတွေ့ရပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ Federal စနစ်အပေါ်မှာနိုင်ငံရေးအာဏာလေဝဲကြီးအုပ်ဖို့ကြိုးပမ်းမှုရဲ့အရေးရာဖြစ်တယ်လို့မြင်ပါတယ်။အဲအေမှာအထောက်ထားမဲ့ရွှေပြောင်းဝင်ရောက်သူတွေကို ICE ကဝင်ရောက်ဖမ်းဆီးရကနေပေါ်ပေါက်လာတဲ့မငြိမ်မသက်မှုတွေကိုတုတ်ပြန်တဲ့အနေနဲ့သမ္မတထရန့်က Nation Cup ပြည်ဆောက်တတ်2000ဆီလော့လိုက်တာဟာအမေရိကန်နိုင်ငံရေးမှာတော့အလွန်ဖြစ်တော့ဖြစ်ခဲလောက်ရတစ်ခုပါပဲ။အမှအဆုံးအနေနဲ့ဒါဟာပြည်နယ်အစိုးရရဲ့ အခွင့်အာဏာကိုဘ ਹੁ အစိုးရကကျော်လွန်ပြီးဝင်ရောက်ဆုတ်ဖက်တဲ့လောက်ရက်တစ်ခုပါပုံမှန်အဖြစ်တိဆောက်တက်ဟာပြည်နယ်အုပ်ချုပ်ရေးမှုရဲ့လက်အောက်ခံဖြစ်ပြီးတော့ဘ ਹੁ အစိုးရကအမိန့်ထုတ်ပြီးစေလွတ်တာဟာတမိုင်းမှာအလိုရှားပါတယ်ပြီးခဲ့တဲ့အရာစုနှစ်50 60ပြည်နယ်တွေကလူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးကာလတွေမှာတော့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူအသက်အိုးအိမ်ကာကွယ်ရေးအတွက်အဓိကထားအသုံးပြုခဲ့တာပါအခုလိုအခြေအနေပိုဆိုးစေနိုင်တဲ့လောက်ရက်ဟာပြည်နယ်အုပ်ချုပ်ရေးမှု Kevin Nuson နဲ့မြို့တော်ဝန် Carrick Bus တို့လိုဒီမိုကရက်တစ်ကို Trump ကတောင်းဝန်မကြည့်ဘူးဆိုပြီးနိုင်ငံရေးအပြစ်တင်ဖို့အတွက်လက်နက်တစ်ခုအဖြစ်အသုံးချတော့လဲဖြစ်နိုင်ပါတယ်။ဒါဟာပြည်내ရဲ့ကိုယ်ပိုင်အုပ်ချုပ်권ကိုစိတ်ခေါ်လိုက်တာနဲ့တူပါတယ်။ Trump ရဲ့လောက်ရဟာပစိပုတ်အခြေခံဥပဒေပုံမှတစ်ဆက် Article 10မှာပြတ်ထားတဲ့ပြည်ရင်းပုတ်ကံမှုကိုရင်ဆိုင်ရပါကပြည်ဆောက်တက်ကိုဗဟုအစိုးရကအမိန့်ပေးနိုင်တဲ့ဆိုတဲ့ပြဋ္ဌာန်းချက်ကိုအသက်သွင်းဖို့ ရည်ရွယ်ပုံလည်းရပါတယ်။ ICE ရဲ့ဖန်ဆီးမှုတွေကိုခုခံတဲ့သူတွေကိုသဘောထားမှုလို့ Trump ကအတိတ်ပဲဖွင့်ဆိုပြီးဒါကိုအမျိုးသားလှုပ်ချုပ်ရေးပြဿနာအဖြစ်ပုံဖော်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။တကယ်တော့ဒီပြဿနာရဲ့အရင်းမြစ်ကရွှေပြောင်းနေထိုင်မှုမူဝါဒနဲ့ဗဟိုပြည်နယ်အာဏာခွဲဝေမှု ကိစ္စတွေပါ။ဒီလိုဥပဒေကိုအစွန်ရအောင်အတိတ်ပဲဖွင့်ဆိုပြီးတော့အတော့ပြုတ်တာဟာလူထုစံတာပြပွဲတွေကိုအကြမ်းဖက်မှုပုံကံမှုအဖြစ်ပုံဖော်ပြီး ဆိုရအာနာကိုကြဲကြဲပြက်ပြက်အတော့ပြုတ်ခွင့်ရအောင်လမ်းဖွင့်လိုက်တာဖြစ်နိုင်ပါတယ်ဒီဖြစ်ရဟာလာမက်ရွေးကောက်ပွဲအတွက်ထရန်ရဲ့မဲဆွဲစီယိုရီဘူဟာရဲ့တစိုက်တစ်ပိုင်းလည်းဖြစ်နိုင်ပါတယ်တရားဥပဒေနဲ့စနစ်တကျအုပ်ချုပ်ရေး law and order ဆိုတဲ့စံပုဒ်ကိုမြင့်တင်ပြီးတော့တရားမဝင်ရွှေပြောင်းနေထိုင်မှုအပေါ်မှာထိ ंछ ုံမှုတင်းကျပ်တယ်ဆိုတဲ့အကြောင်းကိုပြသချင်တာဖြစ်ပါတယ်ဒီမိုကရက်တီဟာရဇဝမှုတွေကိုထိ ंछ ုံနိုင်စွမ်းမရှိဘူးလို့ဆွဆွဲပြီးသူကိုယ်သူ တိုင်းပြည်ကိုစီစနစ်တကျဖြစ်အောင်လုပ်နိုင်တဲ့သူ့အဖြစ်ပုံဖော်နေတာကိုဆိုလိုချင်တာပါဒါဟာနိုင်ငံရေးအမြတ်ထုတ်ဖို့အတွက်ပြည်သူလူထုရဲ့အောက်ကျွားမှုနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်အခွင့်အရေးတွေကိုနိုင်ငံရေးအရောက်အလွယ်သုံးစားလုပ်နေတာဖြစ်ပါတယ်။ဒီချိန်နေဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေနဲ့လည်းအလားတူတူတာတွေရှိပါတယ်။မြန်မာနိုင်ငံမှာလည်းအာဏာသိမ်းပြီးနောက်ပိုင်းပြည်သူအာဏာကိုစစ်တပ်ကကျော်လွန်ပြီးဝင်ရောက်ဆော့ထွက်ခဲ့တာပြည်သူခုခံတော်လှန်မှုကိုအကြမ်းဖက်မှုဖြစ်ပုံဖော်ခဲ့တာ ီးတော့ဥပဒေတွေကိုအာဏာရှင်ဆန်ဆန်အဓိပ္ပာယ်ဖွင့်ဆိုအသုံးပြုခဲ့တာစတဲ့ဖိရက်တွေက LA အခြေအနေနဲ့လော်ဒန်တူနေပါတယ်မြန်မာပြည်သူတွေနေယူရောက်တရုတ်တန်ရုပ်ရှိမှနေရက်ဆက်တိုက်တရုတ်ရဲ့စစ်ကောက်စီကိုထောက်ခံနေမှုတွေကိုရပ်တန့်ဖို့ဆန္ဒပြနေပါတယ်ဒါပေမဲ့မြန်မာပြည်တွင်းမှာကြာတော့စစ်ကောက်စီခေါင်းဆောင်တဲ့တရုတ်တပ်မတော်တို့ကတာသမန်ဆက်ဆံရေး85နှစ်ပြည့်အဖြစ်တောင်းလာတဲ့ဖလှယ်ပြီးပူပါဆောင်ရွက်မှုတွေတုံ့ပြန်ဖို့ပြောဆိုနေကြတာဖြစ်ပါတယ်။ဒါဟာ ဘလတောင်မှာအလိုနဲ့အရှိဗယံမတဖြစ်နေလဲဆိုတာထင်ဟန့်နေတဲ့အခြေအနေတစ်ခုပါအဲ့ဒီအခြေအနေကိုကျွန်တော်အချက်သုံးချက်တင်ပြချင်းပါမယ်ပထမဆုံးအချက်ကမြမလူဖွဲ့စည်းတဲ့ကလက်ဆိုင်တဲ့လူမျိုးရေးစိတ်ဓာတ်ပါကျွန်တော်တို့55တန်ပဲရှိတဲ့ကျွန်တော်တို့မြန်မာလူမျိုးအချို့က1.48ဘီလီယံရှိတဲ့တရုတ်ကိုရပ်ပလက်တန်းနဲ့ရုပ်ပြီးတော့တရုတ်ဆိုပြီးတော့ nature cover နေတာဟာတက်တော်ရဲ့လားမိကုန်ထုတ်ဖို့လိုပါလေဒါအပြင်ကမ္ဘာလူဦးရေ26.4ရာခိုင်နှုန်းရှိတဲ့အစ္စလမ်ဘာသာဝင် စုစုပေါင်း net သမ1ဘီလီယံနီးပါးရှိတဲ့အိန္ဒိယဘင်္ဂလားဒေ့ပါကစ္စတန်တို့ကလူတွေကိုလည်းကလာဒင်္ဂါလီလို့ခေါ်ဝေါ်နေတာကဘာသဘောမျိုးဖြစ်သွားနိုင်ပါသလဲဒါဟာကြောက်စိတ်ချက်လေတဲ့လူမျိုးခွဲလမ်းပိတ်ဆို့စေတဲ့မြမအရေးဖြစ်စေပါဒီလိုလောက်ရတွေကနိုင်ငံတကာဆက်ဆံရေးကိုကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီးကမ္ဘာကမြန်မာပြည်သူတွေဒုက္ခရောက်နေတာကိုစာနာဖို့အင်မတန်ကိုခက်ခဲသွားစေပါတယ် ီလူမျိုးရေးစိတ်ဓာတ်တွေကနိုင်ငံတကာအကူအညီနဲ့အထောက်ပံ့တွေကိုတောင်းမှပိတ်ဆို့နေတယ်လို့ဖြစ်နေတာကိုသတိထားဖို့လိုအပ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့မြန်မာနိုင်ငံရေးမှာတရုတ်ရဲ့လွမ်းမိုးမှုပါဒါဟာတမတာရှာလွှဲလို့မရတဲ့လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်မြန်မာနိုင်ငံဟာပထဝီနိုင်ငံရေးရတရုတ်နဲ့နှိစက်တာကြောင့်ပဲဆိုရပဲဖြစ်ဖြစ်တရုတ်ကိုလောကဆန့်ကျင်ဖို့မဖြစ်နိုင်ပါဘူးမြန်မာတမိုင်းမှာလည်းကြီးလိုက်ပါတရုတ်အင်ပါယာကိုဆန့်ကျင်ခဲ့တဲ့ဘီရင်တိုင်းနတ်တက် တိုခဲတာကိုကြည့်ရင်ဒါဟာအရှိတရားဖြစ်ပါတယ်အခုလိုတရုတ်နိုင်ငံဟာကမ္ဘာ့အာဂျီနိုင်ငံအဖြစ်ရပ်တည်ဖို့ကြိုးစားနေတဲ့အချိန်မှာမြန်မာနိုင်ငံအနေနဲ့တရုတ်ကိုလွန်ဆန်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးပြည်တွင်းကစစ်တပ်ရောတော်လိုက်အင်အားစုတွေရောတရုတ်နဲ့တင့်တင့်အောင်ပေါင်းမတာရပ်တည်နိုင်မယ်ဆိုတာသတိပြုသင့်ပါတယ်အရှိမြမပြည်နယ်ကလက်နက်ကိုက်အဖွဲ့အစည်းအများစုဟာတရုတ်ရဲ့ဩဇာအောက်မှာရှိနေတာကိုလည်းမမေ့သင့်ပါဘူး ဒါကြောင့်ထောက်ခံနေကြတဲ့ UNG လို့အဖွဲ့အစည်းတွေအနေနဲ့စေရေးရနေရာရအခရာကြချင်းတဲ့ဆိုရင်တရုတ်ရဲ့အကူအညီနဲ့အကြည့်ပြုရအောင်ယူဖို့လိုတာပါပဲအနောက်ဘက်ကသာမျောလင့်နေမဲ့ဆိုရင်ဘာမှလုပ်လို့မရတဲ့အတန်တာရှိအဆန်မရှိတဲ့ဟန်တာရှိတဲ့ UNG ဖြစ်သွားနိုင်တာသတိထားဖို့လိုပါတယ်တတိယအချက်ကတော့ရှိအခြေအနေဟာကဘာအာဂျီရဲ့ဒုတိယဆက်ဧကလာအကျိုးဆက်တစ်ခုတည်ရောက်မှုရှိနေပါတယ် ကပ္ပကင်အာကြီးတွေဟာအကျိုးစီးပွားအတွက်ဟန်ဆောင်ရဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမြန်မာပြည်တွင်းအင်အားစုတွေကတော့အသေးချေခံစားနေကြရတာဟာဝက်ကရက်ထက်ကမြန်မာကန့်ကျင်မှာပဲဖြစ်ပါတယ်။မြန်မာလူဖွဲ့စည်းဘလောက်ပဲကွဲပြားနေပါစေအာဏာကိုစစ်ဆားနေတဲ့အင်အားစုတွေနဲ့လက်နက်ကိုင်အဖွဲ့တွေကတော့တရုတ်ထက်မှာပဲရပ်တည်နေကြရတာတိတ်ကိုရှင်းပါတယ်။ဒါကြောင့်မြန်မာနိုင်ငံကြီးဟာဓမ္မတာလမ်းကြောင်းအတိုင်းတရုတ်နဲ့ ချိတ်ဆက်နေရမယ်ဆိုတဲ့အရှိတရားကိုလက်ခံပြီးပြည်တွင်းမှာလည်းလူမျိုးရေးမုတ်တိမှုတွေရှော့ချပြီးနိုင်ငံတကာနဲ့ပုံမှုပူးပေါင်းဆောင်ရွက်နိုင်ဖို့ကြိုးစားမှတ်တာပဲအဲ့ဒီဝဲကရက်ကနေရုတ်ထွက်နိုင်မှာဖြစ်ပါတယ်ဆိုတာကိုဒီပစ်တင်ပြချင်ပါတယ်ကျေးဇူးတင်ပါတယ်